နမောင်းမြို့မှာ260အတွင်းအစိုးရအဆုံးရေကြီးမှုဖြစ်ပွားနေပြီးမိသားစု6ယောက်ရေစီးနဲ့မျောပါတည်ဆုံ မင်္ဂလာပါ။ Audio Wine စောင်းနိုင်ငံနေကြိုးဆိုပါရစေ။ဒီတစ်ခါမှာတော့နမောက်မြို့မှာနှစ်60အတွင်းအစိုးရဆုံးရေကြီးမှုဖြစ်ပွားနေပြီးတော့မိသားစု6ယောက်ရေစည်းနယ်မြောက်ပါတည်ဆုံသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းဒေသကြီးနမောက်မြို့နယ်မှာစက်တင်ဘာလ29ရက်နေ့ညမှစတင်ပြီးဝိုးသဲထန်းစွာရွာသွန်းမှုနဲ့အောင်ပန်းကျွန်းဆယ်ကြိုးကြမှုတို့ကြောင့်နှစ်ပေါင်း60အတွင်းအစိုးရဆုံးသောရေကြီးရေရှမ်းမှုများဖြစ်ပွားခဲ့ပါတယ်။ ဒီရေပဲကြောင့်မို့နေများစွာရေစင်းနဲ့မျောပါခဲ့ရပြီးမဇလီပင်ကျေးရွာတွင်အထူးဝါနဲ့ဘွယ်ရာမိသားစုလိုက်တည်ဆုံမှုဖြစ်ရတဲ့ခုဖြစ်ပွားခဲ့ပါတယ်။နမောက်မြို့ပေါ်ရက်ွက်တွေပါဝင်လဲရင်ရွာမဇလီပင်ရွာစတဲ့နမောက်ရင်းချောင်းတစ်ချောက်ရှိ အနေမိုင်းနေရာတွေအလုံးမှာရေကြီးနှမြမှုများဖြစ်ပွားနေတာဖြစ်ပြီးတော့မိသားစုလိုက်တည်ဆုံမှုကတော့မဇလီပင်ရွာမှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။မဇလီပင်ရွာနားမှာရှိတဲ့ အောင်ပန်းကျွန်းဆယ်ကြိုးကြခဲ့တာကြောင့်ဆယ်ရီတွေဆင်းပြီးတော့အနည်းကစတင်မာလာ28ရက်နေ့မနက်အစောပိုင်းနှစ်နာရီလောက်မှာမဇလီချောင်းဘေးရှိ နေနှလုံးရေထဲမျောပါကမိသားစု6ယောက်စလုံးရေနှင်းမြုပ်ထေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။မဇလီပင်ရွာမှာ နေနှလုံးရေစည်းနဲ့မျောပါရမှာ အိမ်တလုံးမှာလူများကိုကယ်တင်နိုင်ခဲ့ပေမဲ့ကျန်တလုံးမှာမိသားစုဝင်6ဦးလုံးရေနှင်းမျောပါထေဆုံးခဲ့ရပါတယ်။ ဒီထက်ပိုပြီးစိတ်မကောင်းစရာကတင်ဆုံးခဲ့ရတဲ့မိသားစုဟာမကြသေးမီယာမှအန်တစ်ပြင်ဆင်ဆောက်လုပ်ပြီးတာကြောင့်အန်တစ်တဲ့မင်္ဂလာပြုလုပ်ရန်ရန်ကုန်ကသမီးသမတ်မြေးများကိုပြန်လည်ခေါ်ယူထားစဉ်ထိုကဲ့သို့အဖြစ်ဆုံးမျိုးကြုံတွေ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။၎င်းတို့ဟာမိဘတွေရဲ့ရွာအိမ်ကိုမနက်ပိုင်းမှာရောက်ရှိလာပြီးတော့ထိုနေ့ညပိုင်းမှာပဲရေတက်ပြီးတော့ ရေနောင်မျောပါတည်ဆုံမှုဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။တည်ဆုံသူ6ဦးမှာတော့အင်းရှင်အမေဖြစ်သူနဲ့တာသမီ3ဦးတမီးဖြစ်သူဤခင်မွန်တမတ်နဲ့မြေငယ်လေးတဦးတို့ဖြစ်ကြပြီးတော့၎င်းတို့ဤနေအိမ်မှာအိမ်တိုင်းမှာမကြမ်းရေစည်းနဲ့မျောပါသွားကြောင်းသိရပါဗျ။မနေ့ကစက်တင်ဘာလညနေပိုင်းအထိမိသားစုဝင်လေးဦးရဲ့ရုပ်လောင်းကိုသာပြန်လည်ရှာဖွေတွေ့ရှိထားပြီးကျန်တဲ့ဦးရဲ့ရုပ်လောင်းကိုတော့ဒေသခံများနဲ့ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းသိရပါဗျ။ဒီအကြောင်းနဲ့ပတ်သက်ပြီးမဇလီပင်ရွာမှဆရာတော်အရှင်ကဏ္ဍမကဒီလိုမျိုးမိန့်ကြားပါဗျ။ရေထဲပါသွားတာခုနှစ်ယောက်တကာတယောက်ကတက်ကိုင်းဆွဲထားတော့အသက်ရှင်နေ။ကြံတဲ့မိသားစု6ယောက်လုံးကအသေးပြောက်ပါပဲ။အခုရှားနေတာတွေးပြီလို့တော့ပြောတယ်။တေရတဲ့ကလေးတယောက်ပါတယ်။ဆဲအလဲအနယ်ကိုကြိုးကြတာလို့သိရတယ်။ခုထိမတွေ့ဘူးသေးဘူး။ တခါမှမဖြစ်ဘူးဆယ်နဲ့ရွာကတမိုင်းကြော်ကြော်လောက်ပဲဝေးတယ်ဆရာတော်ကပင်ကြားခြင်းဖြစ်ပါတယ်နမောက်မြို့ပေါ်မှာဆိုရင်လဲဈေးရက်ကွက်နဲ့အောင်ဆန်းရက်ကွက်တွေမှာလူတရာနေပါအထိရေနှင်းမြုပ်နေရကြောင်းဒေသခံလူမှုကွန်ရက်ရဲ့အသင်းတွေနဲ့မိသက်တပ်ဖွဲ့ကအရေးပေါ်ကွန်ရက်ရွှေပြောင်းမှုတွေလုပ်ပေးနေတယ်လို့သိရပါတယ်ကျွန်တော်အသက်60လောက်ရှိပြီဒီဒီချိန်မှာခုလောက်ရေကြီးတာကြုံမှုတယ် ဆယ်ကျိုးတာကြောင့်ရောနမောင်မြောက်ဖက်6မိုင်กว่าမှာလဲအိမ်ဆိုတာရှိတယ်လဲအိမ်ချောင်းကလည်းရေရှမ်းပြီးအိမ်တွေဆိုရင်ပြင်ထီအောင်ကိုရေတက်တာမိုးများလို့ပေါ့လဲအိမ်ချောင်းရေရှမ်းတာပေါ့မြို့ပေါ်မှာကမဇလီပင်ကဖောက်လိုက်တဲ့ဆယ်ရီကမြောက်ဖက်ကျွဲမချချောင်းကိုစုံတယ်လဲအိမ်ချောင်းကလည်းကျွဲမချချောင်းနဲ့စုံတယ်ပြီးတော့နမောင်ရင်ချောင်းနဲ့ကိုစုံတာပေါ့ ရင်းတစ်လျှောက်ကိုစီစဉ်သွားတာပေါ့လက်မောက်တမန်ဆယ်ထားတဲ့ချောင်းပေါ့မျိုးပေါ်ကဈေးရက်အောင်ဆန်းရက်ွက်ကံကြီးရံအောင်မြင်စားတဲ့နေရာတွေကအနေမိုင်းနေရာတွေဖြစ်တယ်ရေမြောင်းတွေတော့ဖောက်ထားပေမဲ့လည်းမိုးကြီးချိန်ကြတော့ရေရှံတတ်တာပေါ့နမောက်မြို့ကဗျာဆရာကြီးဥမောင်ချိုင်ကပြောကြားခြင်းဖြစ်ပါတယ်နမောက်မြို့နယ်မှာမိုးတဲတန်းစွာရွာသွန်းနေတာဟာယနေ့ထိဆိုရင်၄ရက်မြောက်ထိရှိပြီဖြစ်ကြောင်း ဝတ်သက်ထံကရွာသွန်းမှုတွေကြောင့်ဆယ်ကျိုးချပြီးချောင်းရေရှမ်းကရေကြီးမှုများဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဒီရေကြီးရေရှမ်းမှုကြောင့်နမောင်မြို့နယ်တွင်စိုက်ပျိုးထားတဲ့စဘာဆိုင်ကင်ဝါဆိုင်ကင်နှမ်းနေကြာပဲနောက်စတဲ့ရာသီနောက်ကျမှစိုက်ပျိုးတဲ့တိနံဆိုင်ကင်တွေထိခိုက်ပျက်စီးမှုရှိရလို့သိရပါတယ်။ဒီအပိုင်းမှာနမောင်မြို့မှာမဟုတ်ပါဘူး။အဲ့ဒီနားတစ်ဝိုက်ကရေနံကျောင်းချောင်းမြို့များမှာလည်းရေကြီးရေရှမ်းမှုများဖြစ်ပွားခဲ့ပြီး လူအသေးပြောက်တော့မရှိခဲ့ဘူးလို့သိရပါတယ်။ပင်ချောင်းရဲချောင်းဟာချောင်းနှချောင်းလုံးရေချံခဲ့ရတာဖြစ်ပါတယ်။အဆုံးထိအောင်နားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ။